အားလုံးပဲမင်္ဂလာပါခင်ဗျာဇင်ယောကပတိ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Syrian စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ9ရက်စီးရီးသတင်းကောင်းတော်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးဘက်ကနေစကြအောင်ပါစစ်တရုံရောက်နေတာသိကြမယ်ချင်ပါတယ်ဒီဦးနေဒေသခံတွေကိုစမတ်စီးတီးပြအောင်လုပ်မယ်ဆိုပြီး ဒေတာကံတွေကိုဒုက္ခထပ်ပေးပြန်ပါတယ်။ရှားသမင်းနောက်ပြန်ပြီးချက်တည်တုံးတာဆိုတော့အကြောင်းမီးတွေဆက်ကောင်းမိရထားတော်ပြန်ပြီးလှုပ်ခိုင်းနေတာကိုလည်းတွေ့ရပါသေးတယ်။ဘာလှုပ်တတ်တာရှိလဲဆိုတော့ဒါပဲပြောပြီးဒါပဲလှုပ်တတ်တာပဲမဟုတ်ပါလား။ဘရာဇီးကထွက်တဲ့ကော်ဖီရယ်ကျူးဘားကသကြားရယ်နယူးဇီလန်ကလာတဲ့နှုတ်စီကိုမြန်မာပြည်ကရေရွေးလေးနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ရတာရှိတဲ့ ကော်ပီပူပူလေးတစ်ခွက်ရလာတယ်ဆိုပြီးဂုံစာရတဲ့စစ်ဘုံကျုံများရဲ့ဝတီတိုင်းမှာပဲလာရေးကိစ္စကမန်လေးတက္ကသိုလ်ရာပြည်အခမ်းအနားကိုဖြစ်ပါတယ်သာနာပြုမင်းတွေလက်ထက်မှာသာဒီလိုကြီးမားတဲ့ရလူအခမ်းအနားပွဲလန်းသဘင်တွေလုတ်ခွင့်ရတယ်လို့ဘာကြီးဖုန်းကြီးတွေမြှောက်ပေးခဲ့တဲ့အရှင်ကမကုံသေးဘူးဖြစ်ပါတယ်ကြောက်ရဘူးပါလေအာနာသိမ့်တဲ့အချက်တွေထဲမှာ သူမိမအခမ်းအနားပွဲတွေတက်ရမှာလူရမဝင်တိမ်ငယ်ရတာကြောင့်ရယ်85နှစ်မြောက်စက်မတော်နေ့လမ်းလျှောက်ပွဲဟိုခေတုံးကရဲ့အနှစ်သာရဆိုပြီး အားရပါးရကြီးအလေးပြုခံနေတာလဲအပါဝင်ပေါ့ပါဒါတော့ကိုဗစ်ရောဂါဖြစ်နေတဲ့ဖြစ်တဲ့အပြင်ရခိုင်မှာလည်းခွက်ခွက်လန်းအောင်ဆစ်ရှုံနေနေတယ်ဖြစ်ပါအဲ့ဒီကလူမတိသူမတိကြိတ်ပြီးရှုံနေကြတာပါ ခြံတဲ့လူတွေတော့မသိဘူးဗျာအောက်ခြေတက်သားလေးတွေတောင်မေးကြပါလေဘိုးကြီးဟာပြောတော့စစ်တိုက်ဖို့လူမရှိဘူးလူမရှိဘူးဆိုပြီးတော့အဲ့ဒီလမ်းထောက်တဲ့ကောင်လေးဒီရခိုင်ကိုပို့လိုက်ရင်မရဘူးလားလို့မေးကြပါလေအေးပါကွာငါတို့လည်းမပြောတတ်ဘူးပြောပြရင်လည်းဆဲခံရအောင်မယ်ဒီတော်ဝါတွေကလမ်းမဲ့လျှောက်တတ်တာမင်းတို့ငါတို့လိုချင်းညာတောင်မထနိုင်ဘူးဟုတ်ပြီလားလို့ပြောခဲ့ရပါလေအဲ့ဒီလားလျှောက်ပွဲကြီးကို လူလူခေါင်းဆောင်သမ္မတအယူဝင်းမြင့်တို့ခေါင်းဆောင်တဲ့အဖွဲ့ဟာခွင့်မပြုခဲ့လို့နှာကိတဲ့အထဲမှာလည်းပါပါတယ်။ဒါကြောင့်အာနာသိမ့်ပြီးပြီးချင်းမှာအငမ်းမရဗတိတ်နဲ့ပြန်ပြီးအကျွေးပြန်လျှောက်ခဲ့တာကိုလည်းမှတ်မိကြအောင်မှာဖြစ်ပါတယ်။မန္တလေးမြို့ကိုစိတ်တန်းကြထပ်ပြီးတော့ဒုက္ခပေးပြီးမှပြန်มาဖြစ်ပါတယ်။ပြန်လဲပြန်သွားပါပြီ။ကျွန်တော် မန္တလေးမြို့မှာအိတ်ခဲ့တယ်ဇမန်လေးမနေ့မှာတော့နန်းရင်းလေးကို short တိုက်တုံးနှလုံးပြစ်သွင်းထားနိုင်ခဲ့ပါတယ်တရေကျော်အမတ်ရဂျာဝိုးမဖောက်ပါဆိုလို့လုံနေကြအဖွဲရပဲတီတီတတ်တတ်ကလေးနဲ့လှုပ်သွားခဲ့ခြင်းဖြစ်ပါတယ်စက်လုံးမလာဟာအချက်ပြေရာဟုနေတဲ့မှာအိတ်တယ်လို့အတန်ထွက်လာပေမဲ့ဖြစ်နိုင်ခြင်းနည်းလွန်ပါတယ်တီယုန်လေးကနေဆင်းလာတဲ့ရှင်နှန်းဟာမန်းလေးမြို့ထဲကိုပဲဝင်လာတာကိုတွေ့ရပါတယ် ဇဒဦးလေးစိတ်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ပလိတ်ကိုကြော်ပြီးမှသွားရတာဖြစ်ပါတယ်။အဲ့တော့ဗေလန်းကနေသွားရမယ်ဆိုတာကတော့မန္တလေးသားတွေအတိဆုံးဖြစ်ပါတယ်။အဲ့တော့မန္တလေးနန်းနဲ့မှာညှိခဲ့တာတေချာတော်နှီးပါရှိပါတယ်။ဒါကြောင့်ခြေတော်ရောက်နေချိန်နန်းနဲ့ကိုအချိန်ခိုက်ပြစ်ခတ်နိုင်ခဲ့ခြင်းကတော့နေရာတိုင်းမှာနှာနှုတ်ဖြတ်ရိုက်ဖို့အမြဲအသင့်ရှိနေတယ်ဆိုတဲ့အတိတရားထပ်ခါတလဲလဲရရှိသွားစီမှာဖြစ်ပါတယ်။ ဆိုင်စစ်ဌာနချုပ်ယုံလားဆောင်ကိုကြားရောက်ပေါက်ကွဲတယ်လို့ဆိုတဲ့အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုအသက်ဆက်ဆက်လေးကတော့ကောင်းလေးမင်းနှစ်ခိရှာနှစ်ခါရှိနေပြီဘမော်မာတော့ကလည်းဗစင်းနှစ်ကောင်ပြစ်ချခံရတယ်ဆိုပြီးချိန်ပေါင်းခံရနိုင်ွယ်ရှိပါတယ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းယုံဟာရှေ့မုတ်ကဝင်လာရင်အမှန်နဲ့တိုက်ပွဲဝင်စီယုံရေးတင်းသားချောင်းကိုကြော်ခဲ့ပြီဆိုတာနဲ့ရောက်ရှိပြီဖြစ်ပါတယ် ကျလုံးမလားဟာတောင်ဘက်မုတ်ကရိတ်တာကြီးမှာအိတ်တာဖြစ်တဲ့အတွက်ပောက်ကွဲမှုအတန်ကိုတော့တုံလုံး၆ချားဆိုပဲကြားကောင်းကြားလိုက်ရနိုင်ပါလေရှက်ရှက်နဲ့မကြားကြအောင်လဲစောင်းရင်စောင်းသွားနိုင်ပါလေဒါကြောင့်ရှားပြေအခမ်းအနားဖွင့်ပွဲမတိုင်ခင်လေးကမန္တလေးစခိုင်းကောင်းဝင်ရမှာစစ်ရဟတ်ရင်တွေဝဲပြန်နေကြခြင်းဖြစ်ပါလေအဲဒီလိုလာတော့ကျွန်တော်တို့ရေဦးနဲ့ရေမုတ်လို့ဝင်ထွက်ခဲ့ဥပါတယ် နန်းလေးကတက်အကုန်လုံးဒီပါ ရောက်ခဲ့ပူပြီးဆက်ကားထားလို့ခေါ်တဲ့စေကျင်းတော်တခုပဲအတွင်ထဲစီမရောက်ဘူးတာဖြစ်ပါတယ်နန်းလေးကတက်တွေကြောင်းရှေ့ပိုင်းကွန်းတက်တခုမှာအခြေတဝက်ပြောပြခဲ့ပူပြီးဖြစ်ပါတယ်နေ့လယ်ပိုင်းမှာတော့ကျွန်တော်အဝင်ထွက်မလုပ်ခဲ့ဘူးတဲ့တောင်ဘက်မုတ်ကနေမော်တော်ယာဉ်သားနဲ့ကုတ်ချောင်းကုတ်ချောင်းစုတ်ချေတင်သွားတာကိုတွေ့ရပါတယ် မန္တလေးနန်းထဲမှာ၄လက်၄တန်မုတ်ပေါက်၄ပေါက်ရှိပါတယ်။တာမန်ပြည်သူတွေဝင်ထွက်ခွင့်မရတဲ့တောင်ဘက်မုတ်ကနေပြန်ထွက်သွားတာဖြစ်ပါ။ဘာကြောင့်တောင်ဘက်မုတ်ကနေအဝင်ထွက်တာမန်ပြည်သူတွေကိုမလုခိုင်းရလဲဆိုတာကတော့မန္တလေးသူမန္တလေးသားတွေကျွန်တော်လည်းပို့ပြီးအကုန်လုံးသိကြပါလိမ့်မယ်။ ဘိုးဘုံတပိတ်ချင်းမရယာနယ်အစင်းကုနယ်မြေတွေကိုစစ်ရေးအချိန်ဆမျက်နိုင်ကြီးရှိပါတယ်။တပိတ်ချင်းနဲ့မရယာနယ်မြေအဆက်တွေမှာတော့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်ဖြစ်ပါတယ်။မရယာဆေတော်ဤဘက်ကနေဝင်လာတဲ့စစ်ကြောင်းကြောင်းဟာဇေယျကွင်းရဲ့အရှိမဲ့ကြောက်ဖားကိုရောက်လာနေတဲ့အနေအထားဖြစ်ပါတယ်။စစ်ကြောင်းတစ်ခုလုံးရောက်လာတဲ့အနေအထားမျိုးမဟုတ်သေးပဲရှေ့ရန်တိုက်ရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်နိုင်ကြီးရှိပါတယ်။ ပင်မတကြီးတရားတော်ကတော့မရယာဘယ်ချမ်းကအထွက်မှာရင်ပွဲပြက်နေသေးတာဖြစ်ပါတယ်။ဒါကြောင့်မရယာနဲ့ဇေယျကွင်းကြားလေချောင်းတိုက်ခိုက်မှုနဲ့အထီးတွေ့တိုက်ပွဲတွေဆက်ရှိနေအောင်မှာဖြစ်ပါတယ်။မိဒီလာခရိုင်ဝါနေမြို့နယ်အတွင်းမှာတော့အချမ်းဖက်တိုက်ရဲ့အသွင်ယူထောက်လိုင်းရဲ့ဆက်ဆက်သတင်းဖော်ထုတ်ချက်တွေအရလက်နက်မျိုးစုံ80ဝန်းကျင်ဖမ်းဆီးခံရတာရှိပါတယ်။ 60မမစိန်မြောင်း MA7 ပြောင်းရှင်တစ်လက်အပါဝင်ဆက်လက်မျိုးစား3လက်နဲ့ကြည်မျိုးစုံပါရှိတဲ့အတွက်အတော်လေးနစ်နာရပါတယ်။နဘဲကရောမှာအသေးဖမ်းမိခံလိုက်ရတဲ့တပ်ဖွဲ့ဝင်ရဲ့လက်ကင်ဖုံးအတွင်းကနေဆက်ဆက်သိမ်းဆဲခံလိုက်ရတာဖြစ်ပါတယ်။ပြခဲ့တဲ့ဓာတ်တော့ကလည်းနေပူကုန်းစက်ခင်းရွာတဝိုက်မှာထိတွေ့တိုက်ပွဲတွေဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။ကြာဆောင်တော့ခင်းငုတ်ကံဒူးတောင်ကုန်း ကိုမီခွေပောက်ပင်ကလွဲ့ပင်တော့တဲချင်းတမာကုန်းနဲ့ဘွေကြီးကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာမှုရှိနေပါတယ်ကျမတာတပြေဝတိုးဂိတ်စစ်စေးရေးစခန်းချမ်းနဲ့နေတဲ့စခန်းဌာနချုပ်နဲ့အမှတ်321အမြောက်တိုင်ရင်ဝင်းကျင်ချောက်တိုင်တုံးစခန်းဆောင်မိနိုင်မဲ့နေရာတွေကိုလည်းနေမြေထပ်ပြီးရှင်းလင်းမဲ့အစီအမံရှိနေပါတယ်။တာဒီဝမ်းရွှဲနဲ့ချမ်းတောင်ရွာငံအဆက်တွေမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေရောက်နေတယ်ဆိုတဲ့အကြောင်းသခေါနှစ်ချက်ဆိုတဲ့ content နဲ့ရှေ့ရမှာပြောပြခဲ့ဥပါတယ်ကျွန်တော်ရဲ့ငယ်နိုင်တပ်ဖြစ်တဲ့အမှတ်85ခြေလင်းတိုင်းရင်ရောက်ရှိနေတာဖြစ်ပါတယ်သူတံမှုလုပ်တယ်ဘုံမှုတင်တော့နိုင်ခင်ဗျာမလဲသူတက်ကိုသူဘလို့မှချိန်နိုင်ပုံမရတော့ပါဘူးနေပြည်တော်လက်အောက်ခံတပ်တွေဆိုတော့နှုတ်တယ်လို့ပြောရမှာပါ တလတော်မပြေသေးဘူးအဟာရပြတ်တယ်ဆိုပြီးမေဒီလာစစ်ဆေးရုံမှာစက်စိတ်တစိတ်လောက်နေနေရောက်နေပြန်ပြီဖြစ်ပါတယ်အဲ့ဒီကြက်ကလည်းသတင်းပေါက်လို့ဟိုလွတ်ဒီပုတ်ခံရပိုလိုက်လဲကျွန်တော်နဲ့ထပ်ထပ်ကြုံနေရတာတော့နည်းနည်းတော့တော့အားကုသူတော့မဟုတ်တော့ပါဘူးနေပြည်တော်တိုင်းစစ်တပ်နာချုပ်နေပြည်တော်မှာကလည်းတန့်နေရာအချင်းပြောင်းနေလို့တော့မှာဖြစ်ပါတယ် အမရှင်ကံကချင်းတင်တိုင်ရင်ဟာဒီတစ်ခါအလွတ်တော်မှာလုံုံရေးပြန်ယူရမှာဖြစ်ပါတယ်လက်ရှိယူထားတဲ့အမ300နှစ်ချင်းပြန်တိုင်ရင်ဟာတောင်းခမ်းမှာနှွားခမ်းထိထားတာဖြစ်တဲ့အတွက်စစ်ထွက်အင်အားတရာတောင်မပြည့်တော့ဘူးဖြစ်ပါအမတ်ကျန်တာချင်းတိုင်ရင်ရောက်လာရင်အီလာခြေဆိုင်အမတ်300နှစ်ချင်းမြန်တိုင်ရင်ဟာအမတ်410နှစ်ချင်းမြန်တိုင်ရင်စခန်းတိုင်လှူရှားနေတဲ့ ကယန်းသုံးနယ်မြေတွေကဘောကရားနဲ့လေဒီကောင်ဘက်ကိုရွှေ့ရမှာဖြစ်ပါတယ်။အမတ်၈၅ချင်းလင်းတိုင်းရလဲလျှော့တော့မတွက်ပါနဲ့။အကယ်ဒမီကွက်တွေကြီးသုံးနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းတော့ကလည်းမိုးဆွေချောင်းတဲ့ဘက်ရောက်ခဲ့ပါသေးတယ်။ငရုတ်ရက်တွေချက်စားရပါတယ်ဆိုခဲ့သလို အခု ကင်းလားစေတဲ့ကြောကိုရောက်တော့လဲစားစရာမရှိအဖျားနာရှိဆိုတဲ့ကောင်းစဉ်နဲ့လွတ်တော်လုံခြုံရေးယူဖို့တာဆူနေတာကိုတွေ့ရပါတယ်။ဒီခင်းချင်းတွေကတော့နေပြည်တော်တိုင်းစစ်ဌာနချုပ်အမတ်၃စစ်ပြူအောင်မှုရဲ့အခွင့်တွေပဲဖြစ်မယ်လို့ယူဆရပါတယ်။စကိုင်းတိုင်းစကိုင်းမြို့မြောက်ဘက်မင်းကိုတောင်ကျောဘက်တွေဒီရမန်နေမနဲ့အစောပိုင်းမှာတိုက်ခိုက်ရေးရဟတ်ရင်တွေပါကင်းထောက်ပြန်တန်းနေပါတယ်။မလေးရပြည်ပွဲတော်ကိုလုံခြုံရေးယူပေးနေတာဖြစ်ပါတယ် နေကင်းမိုင်းမတိုင်ခင်ကတော့အင်အားတရာဝင်းကျင်စစ်ကြောင်းတောင်းဟာရွှေကျက်တောင်ရွာကနေမင်းကုန်းဖက်ချမ်းကိုထွက်လာတာရှိခဲ့ပြီးဒေသခံပြည်သူ9ယောက်ကိုလမ်းပြဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်မကွေးတိုင်းထဲမှာတော့ ARD မြောင်းတိုင်းစံတက်လာနေတဲ့စီရင်အုပ်ဟာပခုတ်ဘူးမြို့နယ်စိတ်ညာစိတ်ကန်းကိုဖျက်ကျော်ပြီးချင်းလင်းမြေတွင်ဝင်ရောက်လာကရေတကြိုမြို့နယ်ထဲကနေထပ်မံစံတက်နေခဲ့တာရှိပါတ ညနေပိုင်းမှာတော့ဆင်မြူရှင်တရားကိုဖျက်ကျော်ပြီးသခိုင်းနိုင်အတွင်းသို့ဝင်ရောက်နေပြီဖြစ်ပါတယ်။ကရန်တန်ရဲ့အတွင်းမှာတော့စီးရေလှုပ်ရှားမှုရွှေပြောင်းမှုတွေတွေ့နေရဆဲဖြစ်ပါတယ်။စုံငုံးခြေဆိုင်အမှတ်905အမြောက်စစ်စင်ကုကဲမှုဌာနချုပ်အတွင်းကနေစီးရင်တန်းတွင်နဲ့လန်အောင်တိုင်းနိုင်ငံဘက်ကိုတက်နေတာရှိတယ်လို့ခြေလင်းစစ်ကြောင်းတချို့ကလည်းဆက်စီနဲ့ဂုတ်ဝဘက်သို့နှစ်ကြောင်းခွဲပြီးတက်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ အကြမ်းဖက်တာလက်ရည်ကန်နဲ့အမတ်ဆက်လေးကာဝယ်ရေးပစ္စည်းဆက်ယုံအကြောင်းကိုတက်ဖြန့်လှုပ်ရှားနေတယ်လို့ယူဆပါတယ်။လိုင်ကျေးရွာရဲ့အထက် နောင်ကျေးရွာတစ်ဝိုက်ကိုဒရုန်းနဲ့ကင်းထောက်မှုပြုလုပ်နေတာရှိပါတယ်။တရက်မင်းလုံးလမ်းမိုက်မှာလည်းစစ်အနံတစ်ခုကိုဂျားပြတက်ခဲ့မှုပြုလုပ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ၆တိုင်တန်းထဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာတော့မက်ဆီ၂ယောက်ကိုက်ပြီး၇ယောက်ဒဏ်ရာရရှိတယ်လို့ဆိုတာအမတ်စနစ်ကာဝယ်ရေးပစ္စည်းဆက်ရုံအတွင်းသို့ရင်နှန်းတွေပြန်လည်ဆုတ်ခွာသွားတယ်လို့သိရှိရပါတယ်။အခုလိုလာကုန်ပြီးလာသားရဲ့ကာလတွေဟာဒီကခရံပုတ်လူချင်းပြောင်းလှုပ်လေရှိတဲ့အချိန်ဖြစ်ပါတယ်။ရခိုင်ရကဆိုထားတာကတရက်နဲ့အထက်မင်းလာလမ်းပိုင်းဖြစ်ပါတယ်။ကံကောင်းမျိုးအတွင်းမှာတော့ဆစ်ရရင်နဲ့ လက်လက်ရိတ်ကအချပေးခဲ့သလိုနံပြေကန်တက်အမှတ်90အခြေလင်းတိုင်ရင်အတွင်းမှာတော့ပျော်ပွဲရွှင်ပွဲတွေပြုလုပ်နေတာကိုတွေ့ရပါတယ်စတင်းကျုပ်ကာလနဲ့သူတရားမဝင်ရွေးကောက်ပွဲတွေအချမ်းဖက်ဆေးအုပ်စုဟာပြည်သူတွေကိုအမာတလိုင်းအပြော်တလိုင်းမက်လုံးတလိုင်းတွေနဲ့မျိုးစွဲတဲ့လုပ်ငန်းထဲထဲဝင်ဝင်စတင်လှုပ်ဆောင်လာတာကိုတွေ့ရတယ်။ KDD နဲ့ဖားဆောင်တဲ့ခမပြူနယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာခံထားရပါတယ်။ တမန်နဲ့နေရင်ဟာပြုတ်လုခဲ့တဲ့အဆိုပါတက်ခဲမှုဟာတိုက်လေရင်လည်းရောတည်ယူဖို့ဆောင်ရေးနေရင်လည်းပါ၄ချိန်ထဲမနေပြုတ်လုသွားတာဖြစ်ပါတယ်။လက်ရှိဂျမ်ဘတ်တာဟာကင်းဒီနယ်မြေကမြို့တွေကိုပြန်လည်ထိမ့်ချုပ်လာနိုင်တယ်ဆိုပေမဲ့မူလရှိရင်လည်းနေပြည်တော်တိုင်းရင်းဌာနချုပ်တွေနဲ့မြို့ပေါ်နေရာတွေကိုတကြောင်လို့ဆက်ပဲတွာလာနိုင်တဲ့အနေအထားများသာတွေ့ရပါတယ်။ကိုပြင်းနေနိုင်တဲ့အနေအထားမရောက်ရှိသေးဘူးဖြစ်ပါတယ်။ မာခရော့ချေကနေဘောလက်ခဲဘက်ကိုရွေ့နေတဲ့စစ်ကြောင်းကတော့သတင်းလုံးဝမထွက်တော့ဘူးဖြစ်ပါတယ်။အချမ်းမတ်တဟာအခုနောက်ပိုင်းမှာစစ်ကြောင်းတွေမြို့ထဲကိုဝင်နိုင်နေပြီဆိုရင်တော့ချက်ချင်းမဝင်တော့ပဲစိတ်ဓာတ်စစ်စင်ရေးဝါရပြန့်ရိုက်ကူးရေးအတွက်ရှူတင်မန်နေဂျာနဲ့အဖွဲ့ရှင်ပြေးဝင်ရောက်လာပြီးပြင်ဆင်ရေးလုပ်လာတာကိုတွေ့လာရပါတယ်။ဘောလက်ခဲမှာလည်းထုံနီးနေနေဖြစ်လာနိုင်ပါတယ်။ ကံရနေတာတဝဲကရိုင်းရောင်းလုံးမြို့နယ်အတွင်းမှာတော့ဒေသခံကာဝေးတပ်ဖွဲ့တွေဟာအကြမ်းဖက်ဆေးဥစုအုပ်ချုပ်ရေးရန်နေရာပြုလုပ်နေတဲ့အဓိကနေရာကြီး၃ခုကိုတပြိုင်နက်တည်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။နှစ်နာရီကြာဒီလိုတိုက်ခိုက်မှုမှာထွေဦးရုံပညာရေးမှုရုံနဲ့လူဝင်မှုကြီးကြပ်ရေးရုံတွေကိုပြစ်မှတ်ထားခဲ့တာဖြစ်ပြီးအထူးအခိုက်တော့မသိရှိရသေးဘူးဖြစ်ပါတယ်။ တရားမဝင်ရွေးကောက်ပွဲနီးကပ်လာရင်ယခုလိုတိုက်ပွဲဖော်ဆောင်မှုတွေလုပ်တင်နေဆိုပေမဲ့နေညီကန်တိုင်းဌာနချုပ်တွေရှိတဲ့ဒေသတွေမှာတော့ဘာကြောင့်စောစောအကြမ်းဖက်တိုက်ရဲ့ဌာနချုပ်တွေကိုပဲအမြဲတစေနှောက်ရက်ပြစ်ခတ်ထားနေတာဖြစ်ပါတယ်။ KNL နဲ့လည်းမှာတော့ကြာရင်စေကြီးဝင်သွင်းလို့အင်အားတွေထပ်မံဖြည့်တင်းနေရသေးဖြစ်ပါတယ်။ခြောက်နှခွဖျားကုန်းရွာဘက်ကနေမိသားစုတွေမပါအင်အား120ဝင်းကျင်တဲ့ဈေးကအမေဆုံးပစ္စည်းတွေပါထပ်ပြီးရောက်ရှိလာခဲ့ပါတယ်။ မိသားစုဝင်အင်အား30ဝန်းကျင်ကရှိတယ်ဆိုတော့တချို့လက်လွတ်ခဲ့ရတဲ့တပ်တွေမှာအခြေချပြီးတော့ပြန်လဲနေထိုင်မဲ့အရေးကြီးတွေ့ရတယ်လို့သုံးသပ်လို့ရပါတယ်။လေကေကောစစ်မျက်နှာမှာတော့ကာဝေးအင်အားစုတွေဘက်ကထိတ်ထုတ်နေနေတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရတဲ့အနေအထားရှိနေပါတယ်။အကြမ်းဖက်တာဟာဆက်ပြီးစိတ်ဓာတ်စစ်စစ်လှုပ်လာပါတယ်။ ။စံညှုတ်ခတ်ပြီးအသေးခံတိုက်ခိုက်ခိုင်းစီအောင်ဝါရဖြန့်လာခြင်းပဲဖြစ်ပါတယ်။ဒီနေ့ဟာအချမ်းမဲ့တိုက်ရဲ့ဝါရဖြန့်နေကြနီလန်ဟောင်းကြီးတာဖြစ်ပါတယ်။ကိုရဲဖြစ်စဉ်ရှိခဲ့မှုပါတယ်။ဖေဖော်ဇာမျက်နှာတွေမှာတော့ကျွန်တော်ကိုရင်ကလေးကအခြေတဝင်ပြောခဲ့မှုဖြစ်ပါတယ်။တိုက်ပွဲကြီးတစ်ခုမှာပါ120မမအမြောက်ကြီးနဲ့လက်အပါဝင်လက်နက်မျိုးစုံညာနဲ့ချီကျွန်တော်တို့သိမ်းဆဲရရှိခဲ့ပါ သို့တော့တစ်ဖက်လက်နက်ကင်ဖွဲ့စည်းရဲ့အလောင်းဟာကိုလောင်းပဲရရှိလိုက်ပါတယ်။ရသလောက်ပြန်ပြီးတော့ပယ်သွားကြခြင်းဖြစ်ပါတယ်။ဒီမြောက်ခံဒီဆက်ထဲမှာတန်ကျိုးတွေရှားဆိုပြီးတန်ကျိုးချထားတဲ့ပုံစံမျိုးနဲ့မှတ်တမ်းထပ်ပုံရိုက်ကူးစေပါတယ်။ခိုင်မာစစ်စကားတွေမှာညာတော်အဖြစ်တန်ကျိုးဆိုတာမရှိမဖြစ်ရှိရတဲ့ပစ္စည်းဖြစ်ပါတယ်။အဲ့ဒီအမိတ်ဟာနေပြည်တော်စေယုံချုပ်ကနေတိုက်ရိုက်ဝါရဖြတ်မှုအတွက်တီးတန့်လာခဲ့ခြင်းဖြစ်ပါတယ်။ သေးခံကြီးတိုက်ခဲ့ရတဲ့တိုက်ပွဲတစ်ပွဲဟာမတ္တိရီစီယာအဖြစ်ရုပ်ချီးပြောင်းလဲသွားခဲ့ရတယ်လို့ခံစားလိုက်ရပါတယ်။အခုလဲဒီလိုမျိုးလှုပ်လာပြန်ပါပြီ။ဒီလိုလက်စာလက်နာရှိတဲ့အကွက်တွေကတော့အချမ်းဖက်တတ်မှာပဲရှိတယ်ဆိုတာကိုသက်သေအဖြစ်ပြောပြခြင်းများတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမျိုးကိုတော့ဂျမန်နေမနေ့အစောပိုင်းတွေကလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပြန်ပြီဖြစ်ပါတယ်။ဂျမန်နေကပြောခဲ့တဲ့နေရာတွေကိုတက်ခိုက်မှုပြုလုပ်လိုက်တာကိုတွေ့ရပါတယ်။ဂ ချမ်ဖက်တာစီဝါလာမိုင်းတစ်ထောက်ကိုနီးမျိုးစုံနဲ့ထောက်လန်းနေတာဖြစ်ပါတယ်လူသစ်တပ်သားတွေကိုအနာပေးတဲ့အနေနဲ့မြို့ပေါ်တန်ရှင်းဆိုပြီးဝါရချက်နေတာလည်းတွေ့ကြရမှာပါတကယ်တမ်းကမြေပြင်စစ်ကြောင်းတွေဟာလက်နက်ငယ်ခဲယားဖွဲ့စည်းပုံမပြည့်မီတော့လို့ဆောင်ဆိုင်နေကြရတာဖြစ်ပါတယ်လေခေါ်ရတော့ဘုရားကုန်းနတ်စင်ကုန်းတဝိုက်ကတောင်ရခင်းနေချောင်းကြောက်ရထက် ကားလမ်းပေါ်ကကျွန်းတော့ခွေနေရနောက်အရာအဝင်မြောက်ဘက်ချမ်းမမုံတော့ နတ်အော်နဲ့ရေမူရွာချဘောကျုံရွာဟောင်းဆံပြရွာရထားလမ်းလုံးနဲ့နာဦးနဲ့ရေတဘုံလမ်းလုံးနေရာတွေကိုလေချောင်းပြစ်မှတ်ဒါမှမဟုတ်လက်နက်ကြီးပြစ်မှတ်မှတ်ပုံတင်ထားပြီဖြစ်ပါတယ်မှတ်ပုံတင်တာကတတပြည်ပြည်ပြစ်ချင်တဲ့နေရာကိုပြစ်ချင်တယ်လို့ပြစ်ခတ်နေတာဖြစ်ပါတယ်စိတ်တိုင်းကပြစ်ခတ်ပြည်ပြည်မှမြို့တဲကိုရောက်လာတဲ့အချိန် PNL လေးတို့လုတ်သွားပါတယ်ဆိုပြီးခေါင်းစဉ်တက်တဲ့ခေါင်းစဉ်တက်မဲ့အကွက်တွေပဲဖြစ်တာမို့ ဒေသခံပြည်သူတွေကတော့သဘောပေါက်နေကြပြီဖြစ်ပါလိမ့်မယ်။ယခုလအတွင်းမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တရားနာနေလို့စကားပြောဖို့ရှိနေသေးတယ်လို့သိရှိရပြီးမြည်တီတောင်းဆိုမှုတွေရှိနေမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ကြောင်ခမ်းမသည်ယခုကြောင်မဲ့အထိအကြမ်းဖက်တပ်ကပြန်လည်ထိ ंछ ုံနိုင်ခဲ့တယ်ဆိုတာမှန်ကန်ပေမဲ့အပင်းယူလောက်သွားတာမဟုတ်ပဲတရားနာနေလို့ဘက်ကလည်းအသက်ပေါင်းများစွာပေးဆက်ရင်းနဲ့ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ အမေယူသဘောမျိုးသာဆိုရင်ဒီအန်အာလေးတပ်ဖွဲ့ဝင်တွေတယောက်စီတိုင်းတယောက်စီတိုင်းမန္တလေးနဲ့မင်းမြို့မှာတယောက်ကိုအ ਨੇ စုံနှေအေကစီတော့အကွက်ရိုက်ပြီးဖြစ်နေတော့ပါပြီ။စီးရနေတာကတော့နမ်တူဒေတာကန်တချို့ဟာလာရှိုးကိုစတင်ပြောင်းရွှေ့နေကြတယ်လို့သိရှိရပါကြောင်းကောက်နှုတ်သုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင် အောင်ပွဲရှိရင်